ဒီနေ့မှာတော့အိမ်မှာအလွယ်တကူချက်စားပေးရမယ်။ပဇွန်နဲ့အခွားသီးစီပြန်လည်းမဟုတ်ဘူးနော်။အရေးဆိုင်ဟင်းလေးတစ်မျိုးပေါ့။ငါပိတောင်းလေးနဲ့တွဲစားမှဆိုရင်အញ្ញံပေါ်မှာလိုက်ဖက်တယ်။ပဇွန်တခွားသီးဟင်းလေးလာပြီးတော့ချက်ပြမယ်နော်။ချက်ကမှပဇွန်လေးတွေကိုရေနဲ့တက်ဆင်အောင်ဆေးမယ်။ပြီးလို့ရှိရင်ကျက်သွန်မြူကျက်သွန်မြူလေးကိုလည်းမြညက်ညက်လေးထောင်း။စီဦးလည်းအញ្ញံကြီးထည့်ပြီးချက်ဆရာမလို့တဲ့အတွက်ကြောင့်အနည်းတော့လောက်ပဲထည့်မယ်။ စီးရီးတွေပူလာပြီဆိုလို့ရှိရင်ဒါထောင်းလာတဲ့စက်သွန် view စက်သွန်နေလေးတွေကိုထည့်မယ်နော်ဒီနေ့တောင်းလာတာကျွတ်တော့ကျွတ်တော့နေနေလေးများသွားတယ်ဆက်ကြနေနေလေးပုံမှန်တော့ပါထဲကဲကျွတ်တော့ရအစိမ့်နဲ့လေးကြောက်ပါပြီဆိုလို့ရှိရင်ဒါဆွေးနွေးမှုလေးထည့်မယ် ိမ့်မုတ်လေးနေတော့တော့ဖြစ်တစ်ခါတော့ပြန်ပြောမှုဒီဟင်းကအဆက်ဟင်းမဟုတ်တဲ့အတွက်ကြောင့်ခလေးလေးတွေပါစားလို့ရတယ်နော်ဒီလေးဖြစ်လာပြီးအယောင်လေးနဲ့လာလာပြီးဆိုလို့ရှိရင်ကျွန်တော်တို့တန့်စင်စစ်ကြအောင်စီလာတဲ့ပုံစံလေးတွေကိုထည့်ပါမယ်နော် ပဇွန်လေးတွေကတခါတည်းအရသာလဲပြီးတော့ချက်ချင်တယ်ဆိုလို့ရှိရင်လည်းချက်လို့ရပါတယ်။ဒါကြတော့အရသာမနယ်ထားတော့ဘူး။အရသာကိုကြတော့အသားမဟုတ်ဘူးနည်းနည်းဆက်ချက်တယ်နော်။ဒီလိုရှိရင်စားလို့အသင့်တက်ချက်။သမားအောင်တစ်ခါတော့ပြန်ပြီးတော့မှု။ ဇွန်ထဲအရသာဝင်လာပြီးတော့နည်းနည်းလေး၆ပေါင်ပြီဒါပဇွန်လေးလည်းအနည်းငယ်အသားလေးတင်းကျောက်လာပြီဆိုရင်တော့ကျွန်တော်တို့အဖားဒီလေးထည့်မယ်နော် ဖားသီးလေးထည့်ပြီးပြီဆိုတော့ねအပေါ်အောက်ကထောက်ပြန်ပြီးတော့မွေးမယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ရေလေးအနေတော်ထည့်မယ်เนาะဒီနေ့ကျွန်တော်ထည့်တာရေနွေးလေးနဲ့ပဲထည့်ချက်ထားပါတယ်။ညာကြီးထည့်ပြီးဆရာမလို့ပါဘူး။ င်းဦးလေးပွားပွားဆူလာအောင်လို့ဖုံးလေးကိုလုံအောင်တစ်ခါတော့ပိတ်မယ်နော်။ကဲဒါဆိုလို့ရှိရင်ဟင်းဦးလေးနောက်ထပ်တစ်ကြိမ်ပြတ်ဆူလာတော့အောင်စောက်ပြလိုက်ရုံပါပဲ။ကအခုလိုနောက်ထပ်တစ်ကြိမ်လေးပြန်ဆူလာပြီဆိုရင်တော့ဒါအဟင်အိုးရဲ့အပေါ့ငံရတာကိုညီးပြီးလို့ရပါပြီခင်ဗျာညီးခင်မှာတစ်ခါတော့မူလိုက် တဖားသေးရတော့အနီတော်လောက်ကြက်နေတော့ပါဘူးရတာလေးတော့ရှယ်ပဲဒီမှာထူချပါတယ်ဆိုလို့ရှိရင်သူကတဖားသေးအနံ့လေးနဲ့အញ្ញမ်းမှမွေးတယ်ပြီးလို့ရှိရင်ပဇွန်ရဲ့အနံ့လေးမူမွေးဆိုတော့တခြားအမွေးကြိုင်တွေထပ်ထည့်ရှင်တယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တော့ဘာအမွေးကြိုင်မှာထပ်ပြီးတော့ထည့်မချက်တော့ဘူး

like ချက်စာကြည့်ကြည့်ပါနောက်ထပ် video အစ်မှာကျွန်တော်တို့ထပ်ပြီးတော့တွေ့ပါမယ်ခင်ဗျာ